အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာပူတရာဖြစ်မျှဝေဆွေးနွေးပြခြင်းတာကတော့တိုတာဟိုင်းကားမှာကြုံတွေ့ရတဲ့ CEO စိတ်နဲ့ပြစ်ချက်ရဲ့တော့ကွန်ပါတာလို့ခေါ်တဲ့တပိတ်လုံးနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုပူတရာဖြစ်မျှဝေဆွေးနွေးပြခြင်းတာဖြစ်ပါတယ်ဒီကားကတော့ဘာဖြစ်တာလဲဆိုတော့သူက ကားရဲ့ engine အောက်မှာရော gear box ရဲ့အောက်မှာရော CEO စိတ်ထားတာကတော်တော်လေးကိုအချိန်နှီးစိုးအောင်ယူစိတ်ထားတာကိုတွေ့ရပါတယ် ။အိုရင်းတွေကလည်းယူစိတ်နဲ့အပြင်ကိုကရိုင်းကြီးတွေကလည်းယူစိတ်နေတယ်။နောက်အင်ဂျင်မှာဆိုလို့ရှိရင်လည်းအဲဒီပေါ့နော် crash ရဲ့ပူလီဝိုင်းကြီးကနေပြီးတော့လေယူစိတ်နေတယ်။နောက် crank kick ကနေ engine crank kick ကလည်းယူစိတ်နာတွေကအများကြီးပဲရှိတယ်။တခြားနေရာတွေကလည်းယူစိတ်မှုတွေကအများကြီးပဲကြုံတွေ့နေရတဲ့ကားဖြစ်ပါတယ်။ဒါကြောင့်ဒီကားနဲ့ပတ်သက်ပြီးတော့ CO စိတ်နဲ့အပိုင်းတွေကိုဦးစားပေးပြီးတော့အကုန်လုံးကိုစစ်ဆေးပြီးတော့မှအဲဒီပြုပြင်လိုက်တယ်ပေါ့ဗျာ။အဲ့ဒီမှာ ိုရင်းနဲ့ပတ်သက်တဲ့အပိုင်းတွေအကုန်လုံးကိုစစ်ဆေးပြီးတော့လဲလိုက်တယ်။ကိုင်းကင်းနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလည်းတည်တည်ချာချာလေးစစ်ဆေးပြုပြင်ပြီးတော့မှတန်ရှင်းလုပ်ပြီးတော့ပြန်မောင်းကြည့်တယ်။ဒါပေမဲ့အင်ဂျင်နဲ့ဂီယာဘောက်ရဲ့ဂျားကနေပြီးတော့မှ CU စိတ်မှုကထပ်ပြီးတော့ဖြစ်လာတယ်။ထပ်ပြီးတော့ဖြစ်လာတာဖြစ်တဲ့အတွက်ဒါဆိုလို့ရှိရင်တော့မိန်ဝိုင်းကြီးကပဲဖြစ်နေတာလားဒါမှမဟုတ်ရင် ီဘက်ကကွန်ပျူတာဝိုင်းကြီးကပဲဖြစ်နေတာလားဆိုပြီးတော့ကျွန်တော်တို့တွေပြန်ပြီးတော့စစ်ရတယ်ဒါကတော့နည်းနည်းအကြီးစားစစ်ဆေးပြုပြင်ရတဲ့အပိုင်းဖြစ်သွားတယ်ဘာကြောင့်လဲဆိုတော့ဒီ engine နဲ့ gear box ရဲ့ဂျားတွေကနေ CO စိတ်မှုဖြစ်နိုင်တာကနှစ်ပိုင်းရှိမယ် engine wire ယိုစိတ်နေဆိုလို့ရှိရင်တော့ဒီဘက်က main wire စီးကနေပြီးတော့ဖြစ်တဲ့အပိုင်း engine ဘက်ချမ်းကပေါ့နော်ဒီ crankshaft ရဲ့ wire wire စီးလို့ခေါ်တဲ့ main wire စီးကနေယိုစိတ်နေပြဿနာတကယ်လို့ auto wire ယိုစိတ်နေဆိုရင်တော့ commander ရဲ့ wire စီးကနေယိုစိတ်နေပြစ်ချက်လို့ ဖြစ်တာဖြစ်တဲ့အတွက်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒီပြစ်ချက်တွေကဒီရပေါချပြီးတော့မှစစ်ဆေးပြုပြင်ရတဲ့ပြစ်ချက်တွေဖြစ်တဲ့အတွက်ဒါကတော့အကြီးစားဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီအပေါ်ပိုင်းမှာရှိနေတဲ့အကုံလုံးပေါ့နော်သက်ဆိုင်ရာပြစ်ချက်တွေအကုန်လုံးကိုဖြည့်ရှင်းပြီးသွားပြီမဲ့လေအင်ဂျင်နဲ့ဂီယာဘောက်ရဲ့ဂျားတွေကနေစီယိုစိမ့်မှုကတွေ့တယ်ရိုးစိမ့်တဲ့စီကလည်းအော်တိုစီတွေဖြစ်နေတယ်ဒါဆိုလို့ရှိရင်တော့ကွန်ပျူတာဝိုင်းချီကပဲပြစ်ချက်ဖြစ်နေရလားအဲဒါကိုစစ်ဆေးဖို့အတွက်ဂီယာဘောက်ကိုချလိုက်တယ်ဂီယာဘောက်ကိုချလိုက်ပြီးတော့ တော့ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါဖြုတ်လိုက်တယ်ပေါ့ဗျာဖြုတ်လိုက်ပြီးတော့မှကွန်ပျူတာဝိုင်းကြီးကိုစစ်တယ်ကွန်ပျူတာဝိုင်းကြီးကလည်းမကောင်းဘူးအဲ့ဒီကနေပြီးတော့လေရိုးစိမ့်နာတစ်ပိုင်းနောက်ထပ်တစ်ပိုင်းကတော့ပြစ်ချက်ကဗမာသွားတွေ့လဲဆိုတော့တော့ကွန်ပျူတာလို့ခေါ်တဲ့တပိတ်လုံးရဲ့ရှက်မှာမြုပ်တီထနေတာဒါကလည်းဖြစ်တောင်းဖြစ်ခဲပြစ်ချက်လို့ပြောလို့ရတယ်အဲ့လိုမျိုးမြုပ်ထပြီးတော့မှကွန်ပျူတာဝိုင်းကြီးကမကောင်းတာကတစ်ပိုင်းဒီကွန်ပျူတာရဲ့ရှက်ကလည်းမြုပ်ထပြီးတော့မှဒီ CD ကိုမထိနိုင်တော့အဲ့ဒီကနေပြီးတော့ auto wine နေ အဲဖိအားနဲ့ဆိုတော့ယူကြလာတဲ့ပြဿနာကြောင့်ပဲဒီလိုပြဿနာမျိုးကိုကြုံတွေ့တာဖြစ်ပါတယ်။လူမျိုးကွန်ပျူတာဝိုင်းကြီးကနေပြီးတော့ယူကြတယ်ဆိုရင်တော့ဒီပြုတ်တွေထပြီးတော့ယူကြတယ်ဆိုရင်တော့ကွန်ပျူတာလဲလိုက်တာကတော့ပိုကောင်းတယ်။တကယ်လို့ပေါ့နော် Twingo မှာပြန်ပြီးတော့ညီအောင်တလိုက်မယ်။ပြန်တပြီးတော့မှသုံးမယ်ဆိုလို့ရှိရင်လေကွန်ပျူတာဝိုင်းကြီးက site ကတော့မှန်မှာမဟုတ်တော့ဘူး။ချိုးကြတော့လေအဲဒီနည်းနည်းပေါ့နော်ကော်လေးတွေကတ်ပြီးတော့ပြန်သုံးကြတယ်ဆိုပေမဲ့လေရေရှည်အတွက်ကတော့အဆင်မပြေပါဘူး။ ဒါကြောင့်မို့နော်ကွန်ပျူတာတစ်ခုလုံးကိုလဲလိုက်တော့မှပဲဒီပြစ်ချက်ကအဆင်ပြေသွားတယ်။အရင်တော့ကဆိုလို့ရှိရင်ဒီလိုပြဿနာမျိုးတွေကဖြစ်တာနည်းတယ်။ဒါကြောင့်လဲဆိုတော့များသောအားဖြင့်ပေါ့နော်ဒီဂီယာဘောက်လဲတဲ့အခါမှာတော့ကွန်ပျူတာတပိတ်လုံးကိုပါတစ်ခါတည်းလဲကြပေမဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဂီယာဘောက်လဲပေမဲ့လည်းတော့ကွန်ပျူတာတပိတ်လုံးကိုသီးသန့်ဝယ်ရတာဖြစ်တဲ့အတွက်အဲဂီယာဘောက်လဲတဲ့တပိတ်လုံးကအဟောင်းပြန်သုံးရတယ်။အဟောင်းပြန်သုံးတော့နောက်ပိုင်းမှာပေါ့နော်တက်တန်းတစ်ခုကြာသွားတဲ့အခါမှာဒီတော့ကွန်ပျူတာရဲ့ရှက်တီကလည်းပြုတ်ထားတဲ့ပြဿနာမျိုးတွေ အဲနောက်ပေါ့နော်အကြောင်းမမျိုးကြောင့်ပေါ့ဗျာဒီကွန်ပျူတာရဲ့ shell ကစားသွားတဲ့အခါမှာအခုလိုမျိုးအဲဒီ auto wine နေယိုကြတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီလိုပြဿနာမျိုးကတခြားကားတွေမှာလည်းကြုံတွေ့ခဲ့ရတယ်အဲ Corolla SEO တစ်စီးမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကွန်ပျူတာ shell ကစားသွားတယ်စားသွားပြီးတော့မှ YC ကအမှန်ထည့်တယ်ဒါပေမဲ့မရဘူးအဲ့ဒီကနေပြီးတော့ ော်တိုဝိုင်းကယူကြတဲ့ပြဿနာမျိုးကိုကြုံတွေ့ရတယ်။အခုလဲ Toyota Hiace မှာကြုံရတဲ့ပြဿနာကလည်းဒီလိုမျိုးပဲ။တခြားနေရာတွေကနေပြီးတော့မှ CD ယူကြတယ်၊အော်တိုဝိုင်းတွေယူကြတာတွေရှိတယ်၊ Engine ဝိုင်းတွေယူကြတာတွေရှိတယ်။အဲ့လိုမျိုးယူကြတဲ့အပိုင်းတွေကလည်းအများကြီးပဲရှိသလိုဒီကွန်ပျူတာ YC ကနေပြီးတော့မလုံတဲ့ပြစ်ချက်ရဲ့တော့ကွန်ပျူတာရဲ့ရှက်မှာပြုတ်ထားတဲ့ပြစ်ချက်တွေကြောင့်နောက်ဆက်တွဲအနေနဲ့ ဒီလိုမျိုးယူကြတဲ့ပြဿနာကိုကြုံတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ပေါ့နော်ဒီလိုပြဿနာမျိုးတွေကဖြေရှင်းတဲ့အခါမှာကြာပေါက်ချရတာဖြစ်တဲ့အတွက်အချိန်နေလဲကြာတယ်၊ကုန်ကြမ်းစည်းတွေလည်းများပါတယ်။အဓိကတော့ service charge ကဒီလိုမျိုးကြာပေါက်ချတယ်ဆိုရင်ကုန်ကြစည်းက service charge အတွက်ပို့ပြီးတော့ကုန်ကြစည်နိုင်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီ engine နဲ့ကြာပေါက်ရဲ့ဂျားမှာရှိနေတဲ့ main wiring စီးတွေ၊ computer wiring စီးတွေကိုလဲရင်လဲအမျိုးအစားကောင်းတာကိုတစ်ခါတည်းပဲလဲစီခြင်းပါတယ်။အမျိုးအစားညံ့တဲ့ C တွေကိုသုံးမိရင်အဲ့ဒီကနေပြီးတော့ C တွေယူကြတဲ့အခါမှာအဒီအင်ဂျင်ကနေဂီယာဘောက်ကိုဖြုတ်ချရတာဖြစ်တဲ့အတွက်အချိန်ကြီးလဲကြာတယ်။ကုန်ကြားစရိတ်တွေလည်းပို့ပြီးတော့ကုန်ကြားစီနေတာဖြစ်တဲ့အတွက်အမျိုးအစားကောင်းတာကိုသာသုံးစီကြပါတယ်။ဒီကားမှာကြုံရတဲ့ပြစ်ချက်ကတော့ Top Converter ရဲ့ Shack ကပြုတ်ထပြီးတော့မှ Auto Wine ယူကြပြီးတော့မှအင်ဂျင်နဲ့ဂီယာအဆက်ကြားကနေ CO စိတ်နဲ့ပြဿနာကိုကြုံတွေ့ရတာတွေကိုမိတ်ဆွေတို့ကို DBO ဖိုင်လေးနဲ့ပူဒရာပြင်းမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်။အားပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။